ဗာဇာငင်းငင်းရဲ့အတွက်အင်ဒိုနီးရှားစစ်သည်2000စေလို့ဖို့အသင့်ပြင်ထားသလားအင်ဒိုနီးရှားနိုင်ငံကတော့ပါလက်စတိုင်းကိုကူညီဖို့အသင့်ဖြစ်နေပြီလို့ပြောလိုက်ပါတယ်။ဂါဇာကပြည်သူတွေဟာနေတိုင်းဒုက္ခရောက်နေရပါတယ်။သူတို့ဟာအသက်ခံရတာ၊ဘုံကျဲခံရတာတွေအပြင်ငံမို့မှုတွေနဲ့ပါရင်ဆိုင်နေရပါတယ်။တချို့ကဒါကိုလူမျိုးတုံးတက်ဖြတ်မှုလို့တောင်ခေါ်နေကြပါတယ်။ဒီဖြစ်ပျက်တွေကိုကဘာကြီးကမြင်နေရပေမဲ့ဒုက္ခတွေကတော့ဆက်ရှိနေတော့မှာ။ ပြည်သူတွေကငင်းကြဲရဖို့ပဲအချိန်ချင်းတောင်းဆိုနေကြပါရည်။အခုချက်ချင်းငင်းကြဲလိုချင်တာနောက်မှမဟုတ်ဘူးလို့ပြောနေကြပါရည်။တကဘာလုံးဆိုင်ရာအစည်းအဝေးတစ်ခုမှာတော့အန်ဩစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့တာပါ။အခမ်းအနားမှာတိတ်ဆိတ်သွားတော့အင်ဒိုနီးရှားသမ္မတဘရာဘိုဝီကမတ်တက်ရပြီးစကားပြောခဲ့ပါရည်။သူ့အတန်အားလည်းပြတ်သားနေခဲ့ပါရည်။ကဘာကောင်းဆောင်တွေကတော့ပုံမှန်အတိုင်းတိမ်မွေးတဲ့ယဉ်ကျေးတဲ့ဇကားတွေပဲပြောလိုက်မယ်လို့မျှော်လင့်ထားခဲ့ကြတာပါ။ဒါပေမဲ့ Bravo ကချိုးသားတဲ့ဇကလုံးတွေချီးမွမ်းဇကားတွေမထွက်လာခဲ့ပါဘူး။ အဲ့ဒီအစားသူကအင်အားတစ်တခုကိုမိပေါင်းထိုးပြလိုက်ပါတယ်။သူကအာရှရဲ့အိပ်ပျော်နေတဲ့ကြားလို့အခေါ်ခံရတဲ့အင်ဒိုနီးရှားဟာနိုးထားဖို့အစင်းနဲ့ဖြစ်နေပြီလို့ပြောလိုက်ပါတယ်။သူရဲ့ရည်ရွယ်ချက်ကလည်းရှင်ပါတယ်။ပါလက်စတိုင်းကိုလွတ်လပ်ရေးရအောင်ဦးဆောင်ကူညီချင်တာပါ။တိုက်အင်အား2000စေလွတ်မဲ့အစီအစဉ် အင်ဒိုနီးရှားတမရဗရာဘိုရဲ့ဂရီစကားတွေဟာအချီးနှီးမဖြစ်ခဲ့ပါဘူး။သူကအတန်ကြကြဲနဲ့ပြောခဲ့ပါရယ်။အင်ဒိုနီးရှားတပ်ဖွဲ့ဝင်အယောက်2000ကိုပလတ်စတိုင်းမြေကိုရုတ်တရက်ဆေးလုံးမဲ့အစီအစဉ်ကိုညင်ညာခဲ့တာပါ။အခြေအနေအရလိုအပ်လာရင်အင်ဒိုနီးရှားအနေနဲ့ဝင်ရောက်ဆောင်ရွက်သွားမယ်လို့သူကပြောခဲ့ပါရယ်။သူရဲ့စကားတွေကြောင့်အစည်းအဝေးခန်းမတစ်ခုလုံးတုံ့လောက်သွားခဲ့ရတယ်လို့နိုင်ငံတကာမီဒီယာတွေရဲ့အာရုံစိုက်မှုအများဆုံးဖြစ်ခဲ့ရပါရယ်။ဆယ်နှစ်အတွင်းမှာပထမဆုံးအကြိမ်ဖြစ်အင်ဒိုနီးရှားတမရတအူးဟာကုလသမဂ္ဂ UN ရဲ့အမြင့်ဆုံးစေမျက်မှောက်ရည်ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂအထွဋ်အမြတ်ညီလာခံကလည်းတိတ်ဆိတ်စွာနားထောင်ခဲ့ရပါတယ်။ဘလာဘိုဟီယာတည်ငြိမ်တဲ့ယုံကြည်မှုနဲ့စကားပြောခဲ့တာပါ။လုံခြုံရေးကောင်စီနဲ့ကုလသမဂ္ဂကခွင့်ပြုမယ်ဆိုရင်ဂါဇာကိုကာကွယ်ဖို့အတွက်သူ့ရဲ့အကောင်ဆုံးစစ်သား2000ဓာတ်မုတ်ပုံများတာကိုစေတပိုအင်ဒိုနီးရှားကအသင်ရှိနေပြီလို့ပြောခဲ့ပါတယ်။ဒီစကားတွေကြောင့်လည်းအတော်များများအံသင်ခဲ့ရပါတယ်။ပုံမှန်အားဖြင့်ကုလသမဂ္ဂမိကုန်းတွေဟာ ACB ပုံမှန်စကားတွေပြည်နေပဲ။ဒါပေမဲ့ဒါကမတူပါဘူး။ဒါကအရန်ကိုရဲရင်ပြတ်သားခဲ့တာပါ တချို့လူတွေကတော့ဒါပုံကောင်းရအောင်လုပ်ပြတာစကလုံးနှစ်လာရီသုံးတာသက်သက်ပဲလို့တယောခဲ့ပါတယ်ဒါပေမဲ့တခြားသူတွေကတော့အချက်လက်ကိုကြည့်ခဲ့ပါတယ်နိုင်ငံပေါင်း150ကျော်တဲ့မှာဘရာဘိုဝီကတတိယမြောက်စကားပြောသူအဖြစ်ရက်တည်ခဲ့တာဟာတတ်မှတ်နေရမှာမဟုတ်ပါဘူးဒါဟာအင်ဒိုနီးရှားရဲ့အထုကဏ္ဍကိုပြသနေတာပါ။စကားပဲပြောဖို့လာတာမဟုတ်ပဲယက်တီချက်ယူဖို့လာတယ်ဆိုတာကိုလည်းပြပါရစေ။ဘရာဘိုယာပါလက်စတိုင်းကိုခုခံကာကွယ်ဖို့တတိရှိတဲ့နိုင်ငံအနှဲငယ်တွေမှာသူ့နိုင်ငံကိုထည့်သွင်းလိုက်တာပါ။အဲဒီနောက်ထူးခြားတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ပါရစေ။ သူကဂါရူဒါအဖွဲ့ဝင်2000ဆေးလွတ်မယ်လို့ပြောနေတော့မိုက်ခရိုဖုန်းကရုတ်တရက်ပိတ်သွားတာပါအခန်းထဲမှာလည်းစူညံသွားခဲ့ပါတယ်ဒါဟာနီးပညာပိုင်းဆိုင်ရာချိုးရင်းချက်လေးလို့ထင်ရပေမဲ့တမျိုးတမီအထိပယ်ရှိတယ်လို့ခံစားရပါတယ်ဒီမတိုင်ခင်အမေရိကန်သမ္မတဒေါ်လန်ထရပ်စကားပြောတော့မှဘာပြဿနာမှမရှိခဲ့ပါဘူးဒါကြောင့်လူတွေကအင်ဒိုနီးရှားသမ္မတရဲ့စကားသံတွေကိုအန်ရည်ရှိတယ်လို့မြင်ကြပါတယ်ဒါမှမဟုတ်လေတစုံတစ်ယောက်ကသူ့ရဲ့စကားတွေကိုကြောက်နေတာလားဂါရူဒါတပ်ဖွဲ့ဝင်ထားမောင်းများစွာကိုကြောက်နေတာလားလို့တွေးမိခဲ့ကြပါတယ် ဒါပေမဲ့ Bravo V ကရမ်းမသွားခဲ့ပါဘူးသူဆက်ပြောခဲ့ပါတယ်။အင်ဒိုနီးရှားဟာပါလက်စတိုင်းဘက်ကခိုင်ခိုင်မာမာယက်တီမယ်လို့သူကထပ်လောင်းပြောခဲ့ပါတယ်။နှစ်နိုင်ငံအဖြေကိုထောက်ခံကြောင်းလည်းထပ်မံပြောဆိုခဲ့ပါတယ်။ရှေ့ဆက်သွားဖို့တခုသေးသောနီလန်ကအပြန်အလှန်အသီးမှတ်ပြုခြင်းဖြစ်ပြီးပါလက်စတိုင်းရောအစ္စရေးပါတဦးကိုတဦးအသီးမှတ်ပြုရမယ်လို့ပြောခဲ့ပါတယ်။စကူမနေကြောင့် Bravo V ကစကားပြောခဲ့ပါတယ်။သူကငြိမ်းချမ်းရေးအတွက်တောင်းဆိုခဲ့ပြီးပါလက်စတိုင်းကိုအပြည့်အဝအခြေအနေနဲ့ထောက်ခံမှုပေးခဲ့ပါတယ်။သူစကားလုံးတွေကစီးလုံးညီညွတ်ချင်းစိတ်ဓာတ်ကိုထုံညှိပေးခဲ့ပါတယ်။ ဒါအတမိုင်းဝင်အခိုက်အတန့်တစ်ခုပါအင်ဒိုနီးရှားဟာတိတ်ဆိတ်မနေတော့ပါဘူးသူကဘေးကနေကြီးနေသူမဟုတ်တော့ပဲကဘာစင်မြင့်ပေါ်မှာဝင်ရောက်ဆောင်ရွက်ခဲ့သူဖြစ်လာခဲ့ပြီးတမိုင်းရဲ့စီးကြောင်ကိုစိန်ခေါ်ဝင်ပါလေဒါပေမဲ့လူအများစုမှာမေးခွန်းကြီးတစ်ခုရှိခဲ့ပါတယ်အင်ဒိုနီးရှားတပ်ဖွဲ့ဝင်2000ဟာဘာလုံးမှာလဲအစ္စရေးကိုဟာမန်နက်အတူတိုက်ခိုက်မှာလားအဖြေရတော့မဟုတ်ပါဘူးဘရာဝိုကဒါကိုလည်းရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်စစ်သားတွေဟာတိုက်ခိုက်ဖို့လာမှာမဟုတ်ပါဘူး။လက်နက်ကင်အဖွဲ့တွေနဲ့ပူးပေါင်းမှာမဟုတ်ပါဘူး။သူတို့ရဲ့မစ်ရှင်ကငြိမ်ချမ်းရင်ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့တွေဟာငြင်းကြင်းထိန်းသိမ်းသူအဖြစ်ဆောင်ရွက်မှာပါသူတို့ကပါလက်စတိုင်းလူမျိုးတွေကိုကာကွယ်ပေးမှာဖြစ်ပါတယ်မိသားစုတွေကိုအကြမ်းဖက်မှုတွေကနေစောင့်ရှောက်ပေးမှာပါစစ်ပွဲတွေမှာမကြာခဏဖြစ်တဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအပါအဝင်ယာဆွေးမှုတွေကိုလည်းတားဆီးပေးမှာဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့သူတို့ဟာလူသားတိုင်းအဖြစ်ဆောင်ရွက်မှာပါသူတို့ရှိနေခြင်းကကမ္ဘာအမြင်တွေကဂါဇာအပေါ်မှာရှိနေတယ်ဆိုတာပြသတာဖြစ်လို့နောက်ထပ်အကြမ်းဖက်မှုတွေမစခင်ကတည်းကရပ်တန့်သွားနိုင်ပါတယ်သူတို့ရဲ့အခန့်ကဏ္ဍကလည်းကာကွယ်တာထပ်ပေါ်ပါတယ်သူတို့ဟာပါလက်စတိုင်းကိုတည်ငြိမ်မှုတိဆောက်ရမှာကူညီမှာပါ နိုင်ငံရေးလုံခြုံရေးနဲ့ဤပညာဆိုင်ရာအထောက်ပံ့တွေပေးမှာပါတရားဥပဒေစိုးမိုးရေးကိုပြန်လည်တည်ဆောက်ရမှာအကူအညီပေးမှာဖြစ်ပါတယ်လွတ်လပ်တဲ့ရွေးကောက်ပွဲတွေဖြစ်ပေါ်လာနိုင်ဖို့အတွက်လည်းတည်ချောင်းလုပ်ပေးမှာပါလူအခွင့်အရေးတွေကိုကာကွယ်ပေးမှာဖြစ်ပါတယ်သူတို့ရဲ့ကာကွယ်မှုနဲ့အတူပါလက်စတိုင်းဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုမျှော်လင့်နိုင်တော့မှာပါစာရွက်ပေါ်ကငင်းငိမ်မဟုတ်ပဲဂါဇာမှာခိုင်ခိုင်မာမာရပ်တည်နေတဲ့စစ်သားထောင်ပေါင်းများစွာရဲ့ကြောထောက်နောက်ခံပြူထားတဲ့ငင်းငိမ်ဖြစ်ပါတယ်။ဒါကအင်ဒိုနီးရှားအတွက်အသေးအစမ်းတော့မဟုတ်ပါဘူး။ ူတို့မှာငြိမ်းချမ်းရေးထိမ့်သိမ်းရမှာရှားမြင်တဲ့မှတ်တမ်းကောင်းရှိပါတယ်။2024ခုနှစ်မှာအင်ဒိုနီးရှားစစ်သား2900ကျော်ဟာကုလသမဂ္ဂမစ်ရှင်တွေမှာတာဝန်ထမ်းဆောင်ခဲ့ပြီးဒါကကမ္ဘာပေါ်မှာငြိမ်းချမ်းရေးထိမ့်သိမ်းသူတွေကိုစစ်ထမအများဆုံးပံ့ပိုးသူဖြစ်စေခဲ့ပါတယ်။1958ခုနှစ်ကတည်းကအင်ဒိုနီးရှားဟာကမ္ဘာမစ်ရှင်တွေမှာပါဝင်ခဲ့ပါတယ်။ပထမအဆုံးဂါရူဒါတပ်ခွဲကိုအီဂျစ်နိုင်ငံဆိုင်းနိုင်းကိုစေလွှတ်ခဲ့ပါတယ်။အင်ဒိုနီးရှားရဲ့တည်ဆောက်ရှိမှုကိုပြသခဲ့တာပါ။ ဒီဒလေးဟာနှစ်ပေါင်း60ကျော်ကြာတဲ့အထိဆက်ရှိနေပါသေးတယ်။အင်ဒိုနီးရှားစစ်သားတွေဟာကွန်ဂိုမှာတောင်တာဝန်ထမ်းဆောင်နေစေပါစစ်တပ်သားမကပဲအင်ဒိုနီးရှားရဲတပ်ဖွဲ့လဲနိုင်ငံခြားမှာတာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။1989ခုနှစ်ကလေးကစတင်ခဲ့တာပါ။လက်ဘရွန်ကွန်ဂိုဘဟုအာဖရိကတံပရနိုင်ငံနဲ့တခြားနိုင်ငံတွေမှာအင်ဒိုနီးရှားတပ်ဖွဲ့ဝင်တွေအများအပြားရှိနေပါသေးတယ်။ဒီအချက်တွေကအင်ဒိုနီးရှားဟာကမ္ဘာငြိမ်းချမ်းရေးမှာကြီးစုသူမဟုတ်ပဲတက်ကြွစွာပါဝင်ဆောင်ရွက်သူဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဂါဇာကိုတပ်ဖွဲ့ဝင်၂တောင်း ထပ်မံဆေးလွတ်မယ်ဆိုရင်တော့ကဘာကအင်ဒိုနီးရှားရဲ့ခိုင်မာတဲ့ဂရီကဝတ်ကိုအပြည့်ဝမြင်တွေ့ရမှာပါ Bravo ရဲ့မိန်ကောမှာလည်းအရန်ကိုရဲရင်နဲ့အချက်တစ်ချက်ပါဝင်ပါတယ်။သူကအင်ဒိုနီးရှားဟာအစ္စရေးကိုနိုင်ငံတကာနိုင်ငံအဖြစ်အသိမှတ်ပြုဖို့အသင့်ရှိတယ်လို့လည်းပြောခဲ့တာပါ။ဒါပေမဲ့အစ္စရေးကပါလက်စတိုင်းကိုအရင်ဆုံးအသိမှတ်ပြုရမယ်ဆိုတဲ့အခြေအနေတစ်ခုရှိပါတယ်။ပါလက်စတိုင်းရဲ့စစ်မှန်တဲ့လွတ်လပ်ရေးဟာအစ္စရေးရဲ့လုံခြုံရေးကိုလည်းအာမခံနိုင်မှအရေးပါမယ်ဆိုတာသူကဆိုခဲ့ပါတယ်။ဒီစကားတွေကအမြင်တွေကိုကွဲသွားစေပါတယ်။ တချို့ကတတိရှိတဲ့တရမန်လှူရှားမှုလို့ခေါ်ကြပေမဲ့တချို့ကအန္တရာယ်များတယ်လို့ပြောခဲ့ကြတာပါတချို့ကဒါကိုလိမ္မာပါနဲ့တဲ့အပေးယူလုံနီးအဖြစ်မြင်ခဲ့ကြပြီးအစ္စရေးကိုအပြစ်ခတ်ရဲဆဲဖို့ဖိအားပေးနိုင်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါကပါလက်စတိုင်းအတွက်စစ်မှန်တဲ့နိုင်ငံထူထောင်ရေးလမ်းဖွင့်ပေးနိုင်တယ်လို့ဆိုခဲ့ကြပါတယ်။ဒါပေမဲ့တချို့ကတော့လုံအောင်သဘောမတူခဲ့ပါဘူး။သူတို့ကဒါသစ္စာဖတ်မှုနဲ့တူတယ်လို့ပြောခဲ့ကြတာပါ။လူမျိုးတုံးတပ်ဖက်မှုကျူးလွန်နေတယ်လို့ဆွဆွဲခံရတဲ့အစ္စရေးကိုအင်ဒိုနီးရှားကဘလို့လုပ်ပြီးအတိမတ်ပြုဖို့ပြောနိုင်ရတာလေ။ သူတို့တော်တော်အတိမတ်ပြုဖို့ပြောတာကတော့အရန်ကိုများလုံးနေပြီပါလက်စတိုင်းတွေရဲ့နှလုံးသားကိုဓာတ်နဲ့ထိုးလိုက်တယ်လို့ခံစားရစီပါရီတချို့ဝေဖန်သူတွေကတော့လှည့်ဝက်ရည်ရွယ်ချက်တွေရှိနေနိုင်တယ်လို့တော့တန်တရားဝင်ခဲ့ကြပါရီပရာဘိုဗီကဣသရေးနဲ့ကုံသွဲမှုတွေဖွင့်ကျင်တာအမေရိကန်နဲ့ပုံမှန်ဒီကတဲ့ဆက်ဆံရေးရကျင်တာတွေပါဝင်နိုင်တယ်လို့ထင်ခဲ့ကြတာပါအငင်းပွားမှုတွေကလည်းစုညံခဲ့ကြပါရီဒါပေမဲ့အချက်တစ်ချက်ကတော့ခိုင်မြဲနေခဲ့ပါရီစစ်ပွဲရပ်တန့်ရမယ်နေတိုင်းအသက်တွေဆုံးရှုံးနေရပါရီ ဂါဇာဟာပြိပခဒေသတသက်မဟုတ်တော့ပါဘူး။ဒဏ်ရာဒဏ်ကျပ်နေတဲ့ပြည်နေတဲ့မြေဖြစ်နေပါပြီ။ကုလသမဂ္ဂအစည်းအဝေးဟာအလှည့်ပြောင်းဖြစ်ရမှာပါ။တနတ်တန်တွေတိတ်ရမယ်၊ဘုံတွေရက်တန်ရမယ်။ဒီအချိန်ခါမှသာပါလက်စတိုင်းဟာအပြည့်စည်တွေကနေထရရနိုင်မှာပါ။ဖျက်ဆီးနေတဲ့လူအဖွဲ့အစည်းကိုပြန်လည်တည်ဆောက်နိုင်မှာဖြစ်ပါလေ။ဂုံတိတ်ခါရှိတဲ့နိုင်ငံတကာနိုင်ငံအဖြစ်လွတ်လပ်စွာရပ်တည်နိုင်မှာဖြစ်တဲ့အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်လိုက်ရပါတယ်ခင်ဗျာ။